ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ Brighton ကိုအနိုင်ရခဲ့တဲ့ပွဲပြီးမှ Matthews ကုညာနဲ့ပတ်သက်လို့ကျွန်တော်တို့ပြောကြည့်အောင် Matthews ကုညာကတော့ပွဲအပြီးမှာဆိုလို့ရှိရင်ပေါ့နော်။အဲဘယ်လိုပြောမလဲ။နီးပြပြတဲ့ Ruben Amorim ဟာလက်ရှိကစားသမားတွေကိုပေါ့နော်ရှေ့ဆက်ပြီးတော့အကောင်းဆုံးပုံစံနဲ့တွားနိုင်ဖို့အတွက်သူအမြဲတမ်းတွန်းအားပေးမှုတွေရှိနေတယ်ဆိုတဲ့အကြောင်းကစားမားတွေအားလုံးကလည်းလက်ရှိနီးပြဖြစ်တဲ့ရူဘင်အမိုရီရဲ့နောက်မှာအမြဲတမ်းရပ်တည်နေကြတယ်ဆိုတဲ့အကြောင်း ဆိုတော့လက်ရှိဒီလိုမျိုးနိုင်ပွဲတွေရခဲ့တဲ့နေရာမှာတော်တော်ထိုက်တန်ခဲ့ပြီးတော့ဒီလိုနိုင်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဟာအင်မတန်ကိုပေါ့နော်ဒါရတဲ့နေလို့လည်းသူထင်ခဲ့တယ်ဆိုတဲ့အကြောင်းသူပြောထားတယ်ဒါအပြင်သူ့အနေနဲ့ပရိသတ်တွေကိုပေးခြင်းနဲ့ message ကတော့ပေါ့နော်ကျွန်တော်လည်းပဲခင်ဗျားတို့လိုပဲနော်ပရိသတ်တွေကတယောက်ဖြစ်တယ်ပေါ့အဲ့ဒီတော့အခုလိုမျိုးကိုသွင်းနိုင်တာနဲ့ပတ်သက်ပြီးတော့သူအင်မတန်ဝမ်းသာရတယ် အသင်းပေါ်ရင်းနဲ့ပတ်သက်ပြီးတော့လေသူကျေးဇူးတင်နေဆိုတာမျိုးကြီးကျွန်တော်ပြောထားတယ်။ Manchester United ကိုကျွန်တော်ကြည်ရင်းနဲ့ကြီးပြင်းလာတဲ့ player မျိုးဖြစ်တဲ့အတွက်ပေါ့နော်။အခုလိုမျိုးအသင်းကိုကူညီနိုင်ဖို့အတွက်ဒစိတ်တစ်ပိုင်းတနေရာကနေပါဝင်နိုင်ခဲ့တယ်ဆိုတာမျိုးကသူ့အတွက်ဒါအိမ်မက်တွေလက်တွေ့ဖြစ်လာတာပဲဆိုတာမျိုးကြီးကျွန်တော်ပြောထားတယ်။ဆိုတော့ထားပါတော့ဒါကတော့ကစားမားတွေပြောတဲ့အရာတွေပေါ့လေ။ဆိုတော့ Matthews ကညာကျွန်တော်ရှေ့ဒီမှာတောက်လျှောက်ဆိုလို့ကျွန်တော်ပြောကြတယ်ကူညာနဲ့ပတ်သက်လို့ရှိရင်ပြောကြတယ်ဆိုတာတခြားမဟုတ်ကိုရီးယားတော့ကိုကစားမဆိုတဲ့အခါကျတော့ week in week out ကြည်နေကြတဲ့အခါ ဒီကောင်ဘာလုံးနိုင်တယ်လဲဆိုတာကျွန်တော်သိတယ်ဗောနော်ဟိုဒီနေရာမှာလိုအပ်နေကြတာဆိုတော့ twin go ပဲ twin go တွေဖန်တီးမှုတွေ go distribution တွေပဲကျွန်တော်ကလိုတာဗျာဒါကိုမတိစကွန်ညာကဒီပွဲမှာရအောင်သူလုတ်ပြသွားတယ်အဲ့ဒါကိုကျွန်တော်ကတော်တော်လေးတော်တော်လေးသဘောကျတာဘာလို့လဲဆိုတော့ကုညာကုညာညီကတို့ထွေးထွေးတဲ့အတိုင်းပဲဗျာသိလားနော်သူအောင်ပွဲခံတဲ့ပုံစံအကုန်ကျွန်တော်တို့ကြည့်သူကိုကစားတဲ့ပုံစံအကုန်လုံးကိုကျွန်တော်ကြည့်ရင်ကုညာကသူဘလောက်ထိတောင်မှာဗောနော်ဒီအတင်းအပေါ်မှာ ဘလောက်ယုံယုံပေးနေတယ်လေပေါ့ဘလောက်တိတော့မှဒီအသိအပေါ်မှာ तू ကံပေးခြင်းနေကစားပေးခြင်းနေတယ်လေကောင်းကောင်းကျွန်တော်တွေးနိုင်တယ်ဒါကြောင့်လည်းပဲကျွန်တော်ရှေ့ပွဲတွေမှာဆိုလို့ရှိရင်အာကုညာ6ရမှဖြစ်မယ်ကုညာတော့6ရစီခြင်းနေပေါ့ဒါမျိုးလို့သူ့ရဲ့ performance တွေကိုကြည့်ရင်6ရဖို့ကအလှမ်းမဝေးဘူးဆိုတာမြင်နိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်ပြောခဲ့ကြတာကျွန်တော်တိုက်စစ်မှာဆိုလို့ရှိရင် तू တယောက်ပဲ6ကမရသေးတာဗျာ तू တယောက်ပဲ6မရသေးတော့အဲ तू 6ရတယ်ဆိုတော့ချင်းကြီးကောင်းသွားမှာအခုဒီပွဲမှာဆိုလို့ချင်းကြီးညီကလေးတွေ့တဲ့အချိန်မှာတိုက်စစ်၃ချောင်းဆိုလို့မှာ ကိုးပါဝင်ပတ်သက်မှုတွေကျွန်တော်ရှိတယ်။ဒါကိုကျွန်တော်လိုချင်တာဗျာ။မက်ဒီစ်ကွန်ညာစင်စီကနေပြီးတော့လဲကျွန်တော်တို့ကဒါမျိုးကိုကျွန်တော်မြင်ချင်တာ။ကွန်ညာဒီရေးချင်းရှိတဲ့ကစားမတစ်ယောက်ပါနော်။ရေးချင်းရှိတဲ့ကစားမတစ်ယောက်ပါ။ဒါမျိုးကိုကျွန်တော်ကမြင်ချင်တာ။ဆိုတော့ကျွန်တော်တော်လေးပြောတယ်။ကွန်ညာကအသင်းကိုဆိုလို့ရှိရင်တော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 ်ကျူးစားပါတယ်နော်ကစားမတိုင်းဒါပေမဲ့မက်ဒီစ်ကွန်ညာနဲ့ပြောရလို့ရှိရင်မင်းကားဆိုလို့ရှိရင်ညာဆိုလို့ရှိရင်ဗျာ။လုံးဝခံစည်းစုံနဲ့ဒီလိုက်ပြီးတော့ပေါ့နော်။ဟို defend တွေပါတယ်လှုပ်ပြီးတာမျိုးတွေနော်အစွန်မှာဒီကိုဒါလိုတို့ကွန်လေက Bruno Fernandes တို့နဲ့ အခြေဆက်တွေအတွက်ဖက်တီနဲ့ရအောင်ဆော့သွားတာမျိုးတွေသူ့ကိုကြည့်ရတာလုံးဝ free ဖြစ်နေတယ်ပြောတည်လဲနော်တကူကူဟို stretching တကူအောက်မှာသူသွားနေရတဲ့ပုံစံမျိုးကျွန်တော်ဟုတ်မနေဘူးပေါ့နင်းပြကဒီလိုဒီလိုလှုပ်ဆိုပြီးညွှန်ကြားပေးလိုက်တယ်အဲ့ဒီပုံစံတိုင်းကြီးသူသွားနေတာမဟုတ်ဘူးသူကိုယ်တိုင်မှလည်း T-twin နိုင်စွဲနေညံဟိုညံစွဲနေသူ့မှာရှိတယ်နော်အရန် tight area တွေမှာဆိုလို့ရှိရင်ရအောင်ရုံးထွက်နိုင်စွဲရှိတယ်သူ့မှာတယောက်ချင်းကြော်ဖြတ်မှုတွေအရန်ကောင်းတယ်သူ့အနေနဲ့ပေါ့နော်ဒီ လုတ်ရဲကန်ရဲတဲ့စိတ်ရှိတယ်ပဲကျွန်တော်တို့ရှေ့ပွဲတွေမှာကျွန်တော်တောက်ချောက်ကြည့်နေကြတာပဲကုညာဒီပွဲကန်နေမကိုဘူးနောက်လုံးကန်နေမကိုဘူးနောက်လုံးကန်နေမကိုမကိုဘူးဒါပေမဲ့ तू ကန်နေတဲ့ကန်ချက်တွေကရက်တဲ့မသွားဘူးကျွန်တော်တိုက်စိတ်ကစားမိုက်နေပတ်တယ်လို့ရှင်ကျွန်တော်နှစ်ခုနားလည်ထားမှာတော့ကျွန်တော်အမြင်ကတော့ဘယ်လိုပြောမလဲဟိုတကယ်ကန်ချက်ကောင်းတဲ့နေရာမျိုးဆိုလို့ရှင်တော့ကန်နေကန်နေရရှိတဲ့ကစားမကကန်မှာပဲ ါမှမဟုတ်ပြဿနာမရှိဘူးတဲ့မဖြစ်နိုင်တဲ့အငယ်ကြီးတွေကနေပြီးတော့တပုံပုံအမြဲတမ်းဒီပါကန်ဒီတာတွေကပြဿနာအဲမန်ဒီစ်ကွန်ညာဒီသူဟာရှူတာတိုက်ပလေယာဖြစ်တယ်ပေါ့နော်အဲ့တော့အေဒီယာထိတ်ကိုရောက်လာပြီးသူ့မှာလဲ space နဲ့ time အလုံးလောက်ရပြီဆိုတော့နေသူကန်မှာပဲပြဿနာကကျွန်တော်ရှစ်ပွဲတွေတောက်လျှောက်ဆိုလို့သူဂိုးမရခဲ့ဘူးနော်တချို့လုံးနေသူမကန်တဲ့လုံးနေတော့သူရှိတယ်ဒါပေမဲ့သူကန်ခဲ့တယ်သူအဲ့လောက်ကြည့်ကျွန်တော်ကြည့်ရင်သူဘယ်လောက်ထိတော်မှာပေါ့နော်အတင်းအတွက်သူဂိုးရခြင်းတည်တယ်လေ ဆိုတော့ကျွန်တော်ကောင်းကောင်းမြင်နေတယ်ဒါကောင်းတဲ့အရာပါဒါကောင်းတဲ့အရာပါမက်ဒီစ်ကွညာဟာသူအမြဲတမ်းဘောလုံးရချင်နေတာဘောလုံးငါ့အိုပြီးငါ့အိုပြီးပဲငါတခုခုလုပ်မယ်ဆိုတဲ့ပုံစံမျိုးဖာနက်ဒက်စ်ပြောတယ်လို့ပဲအဲ့လို arrogant မျိုးကို Manchester United ကလိုတာအဲ့လို arrogant ရှိတဲ့ကစားမတွေကိုကျွန်တော်ကလိုတာသိတယ်မလားနော်ငါ့အိုသာဘောလုံးပေးငါရအောင်လုပ်ပြမယ်ဆိုတဲ့ပုံစံမျိုးသိတယ်ဒါမျိုးကိုကျွန်တော်ကလိုတာဗျာဒါကြောင့်မက်ဒီစ်ကွညာအနေနဲ့အခုလက်ရှိချိန်ကြီးပွဲစဉ်တက်ကနေစလို့အခုချိန်သူဘယ်လိုပြောမလဲဟိုမှာမဟုတ်ခဲ့တဲ့ပွဲကလွှဲရင်သူမပါနိုင်ခဲ့တဲ့ injury ပြဿနာပွဲကလွှဲရင် တော်တော်လေးကိုကောင်းတဲ့ performance ပြတာပါတယ်ကျွန်တော်တို့ပြည်သက်တွေလည်းတော်တော်လေးကိုသဘောကျတဲ့ performance မျိုးမြင်ကြရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ကုညာဟာတော်တော်လေးကိုကျွန်တော်တို့အတွက်ကောင်းတဲ့ကစားမှာပါ။တကယ်ပြောရင်ကျွန်တော်အဲပွဲပြီးသုံးသက်ချက်မှာပြောသလိုပဲညီကလူကတော့နည်းနည်းပြောင်းတာလောင်တာထင်ထင်ပါပေါ့ဗျာ။ဒါဒါတကယ်တမ်းပြောရအောင်။ကျွန်တော် Manchester United မှာအဲ့ဒါလိုအည်သွေးမြင့်တိုက်စစ်ကစားမှာနေမကြည့်ရတာကြာပြီ။ကျွန်တော်နှစ်ပေါက်နေပြီးတော့နှစ်ပေါက်နေအောင်ဗျာပြင်ပြင်ချွဲကစားမှာတွေတော့လူရှိတက်တက်တူတဲ့ကစားမှာတွေကိုကျွန်တော်ကြည့်လာတာ။ ဒီလိုမျိုးကစားမားတွေကိုကျွန်တော်ကောင်းကောင်းမြင်တယ်အခုမတိစ်ကွညာဆိုရင်ကြည့်လိုက်သူ့ပုံစံကိုကျွန်တော်ကြည့်ရတာအော်ကေနံပါတ်10ကစားမားဆိုတာဒါမျိုးဆိုတဲ့ပုံစံမျိုးကျွန်တော်မြင်ချင်တာဗျာအဲကျွန်တော်တို့ feeling ရပြောလာတာ rush book ကိုသိရမှာနော်ကိုအတင်းကိုအများကြီး server လုပ်ခဲ့တဲ့ player မျိုးကို service ပေးခဲ့တဲ့ player မျိုးကိုကျွန်တော်ဟိုမပြောချင်ပါဘူးသူတို့တွေပဲနံပါတ်10ဆိုတာဒါမျိုးဆိုတာကျွန်တော်မြင်ချင်တာဗျာသိလားဆိုတော့ကုညာအတွက်ကျွန်တော်တော်လေးဝမ်းသာတယ်ဒီတစ်ပုံကောင်းတဲ့ performance ကိုကျွန်တော်ဆက်ပြီးတော့မြင်ရလိမ့်မယ်လို့ထင်တယ်မဒီစကွန်ညာနဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်